အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါရီယယ်ရှင်လုပ်ပေးမယ့်ဗီဒီယိုလေးကတော့မိဘနဲ့တာသမီတာသမီနဲ့မိဘတွေကြားမှာမိဘကောင်ဖြစ်ချင်ရင်ဘာတွေလုပ်ရမလဲတာသမီကောင်ဖြစ်ချင်ရင်ဘာတွေလိုက်နိုင်ရမလဲဆိုတာဆွေးနွေးချက်အမေးအဖြေလေးတစ်ခုနဲ့ပြသပေးမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့တချို့တချို့တာသမီနဲ့မိဘတွေနားလည်မှုတွေလွဲပြီးတစ်တယ်လုံးဒစိမ့်ဆန်ဆန် မခွန်မပြောဘဲနေကြတာတွေရှိကြပါတယ်မိဘတိုင်းဟာငယ်စဉ်တည်းကသားသမီးတိုင်းအပေါ်မှာထားရှိတဲ့မေတ္တာတွေဟာကြီးမားလှပါတယ်သားဤရုပ်ဤတီရာမီသားရေကြီးချမ်းမြတပေါ့ကြကမိဘတို့ဝန်းငိမ့်စရန်ဆိုတဲ့စကားအတိုင်းမိဘတိုင်းဒီသားသမီးကိုမြင်လိုက်ရလျင်တီရာရေကြီးနဲ့ချစ်တွေ့ရတဲ့ကဲ့သို့ရှင်လန်းချမ်းမြေ့နေကြပါတယ် အဲ့ဒါကြောင့်မိဘတိုင်းရဲ့မေတ္တာကိုနားလည်ပြီးတဦးနှစ်ဖက်ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုလေးအဖြစ်နေထိုင်နိုင်ကြဖို့ဒီဗီဒီယိုစွန့်ချက်လေးကိုပြသလိုက်ရပါတယ်။အားလုံးပဲကြည့်လိုက်ကြရအောင်။သသမီကောင်ဖြစ်ဖို့အတွက်သသမီတွေကဘာလို့လဲမိဘကောင်ဖြစ်ဖို့အတွက်ကရောမိဘတွေကဘာလို့လဲဆိုတာလေးလည်းကြံသေးပါအောင်ဆရာ ဲ့ Okay very good အဲ့တော့မိဘကောင်ဖြစ်ဖို့အတွက်ကတော့လေကိုယ်သားသမီးကိုဘာဆိုတာတကယ်သိဖို့လိုပါတယ်ဆရုပမာတွေကရည်ရတယ်သားသမီးကိုချစ်ရင်သူတို့ရှေ့မှာချစ်ကြောင်းမပြနဲ့အိတ်တုံးခုံနှံလို့တင်ကြတယ်သူတို့မမထန်ထန်ဆက်ဆံပေါ့ totally wrong ပါတယ် totally မှားပါတယ်တော့သားသမီးကိုချစ်တယ်ဆိုလို့ရှိရင်ဒီသားဟာပကြီးဝါသနာပါနေတာလားဒီသားဟာ သရုပ်ဆောင်လုတ်ချင်တာလားဒီသားဟာဘာဖြစ်ချင်တာလားဆိုတော့ဆရာတို့ပံ့ပိုးပေးဖို့လိုပါတယ်ဟုတ်ကလေးရဲ့ဝါဒနာနဲ့လူငယ်တယောက်စွန့်စားခြင်းတဲ့ကိစ္စကိုမသိဘဲနဲ့ကိုဖြစ်ချင်တာကိုပဲအတင်းကားရောလုတ်ခံလို့ရှိရင် ျော်ဖို့မကောင်းတဲ့အောင်မြင်မှုပဲရပါလိမ့်မယ်။သာသမီကိုပြည်လဲစေခြင်းနဲ့သာသမီကိုနားလဲစေခြင်းနဲ့ဆိုရင်မိဘတွေကသာသမီဘာဆိုတော့သိဖို့လိုပါဘူး။ကိုသာသမီကနှက်ကလေးဖြစ်နေတာကိုယင်ကူးတက်လို့ဆိုပြီးစိတ်ဆိုးစရာမလိုဘူး။ကိုသာသမီကငားလေးဖြစ်နေတာကိုတစ်ပင်မတက်တက်ကကောင်းလားဆိုပြီးတော့ကလေးကိုနှိမ်စရာမလိုဘဲနဲ့တိတက်တဲ့မိဘတွေဖြစ်ဖို့လိုတယ်လို့ဆရာအကြံပေးခြင်းပါတယ်။ဒါမိဘ size ပေါ့။ Okay သာသမီ size တော့ဘာပြန်ကြည့်ရမလဲဆိုတော့အဲ မိဘတွေဟာအသက်ကြီးလာတာနဲ့အမျှသူတို့အတိတ်မှာပုံနေတာများတယ်ငါတို့ငငယ်တုန်းကငါတို့အဖွားတွေကဘလူးငါတို့မိဘတွေကဘလူးနင်တို့ခင်နဲ့မတူလိုက်တာအမလေးတော်ဂျေအိုတပွဲ၈000တောင်းဆိုတော့မဖြစ်သင့်ပါဘူးတို့တော့200ဘူးဆိုဘိုက်ရိုက်စားလို့ရတယ်သူဒီလိုတွေပေါ့ချက်ဖတ်ဖူးတဲ့စကားပုံပေါ့နော် all live on remembrance နဲ့လူကြီးတွေဟာ လွမ်းစွတ်တန်းတသတိရမှုတွေနဲ့နေထိုင်ကြတယ် you live on hope တဲ့လူငယ်တွေကတော့မျှော်လင့်ချက်တွေအနာဂတ်တွေအောင်မြင်မှုတွေနဲ့ကြော်ဖြတ်ကြတာအဲ့ဒီမှာသူတို့နှစ်ယောက်ပြဿနာတက်တာပဲတဲ့ဒါကြောင့်လူငယ်တွေကလေမိဘတွေရဲ့အတိတ်ကိုနားလည်ပြီးပြီးတော့သူတို့တွေကိုဖြည့်ဆည်းပေးခြင်းအဖြစ်ဆရာတို့မိဘနဲ့တာသမီကြမှာပြဿနာရော့ပြီးတော့ချက်ချင်းတရားတွေပုံများလာမယ်လို့ဆရာထင်ပါတယ် ုတ်ကဲ့ပါဒီသားသမီးနဲ့မိဘနဲ့ပြဿနာဖြစ်လာပြီဆိုလို့ရှိရင်လေဒီလို complaint လေးတွေရှိတာမို့လို့မိဘတွေဘက်ကရောဘယ်လိုတစ်ထိပ်လျှော့တင်လဲသားသမီးတွေဘက်ကရောဘယ်လိုတစ်ထိပ်လျှော့တင်လဲဆိုတာလေးလည်းအကြံပေးပါအောင်ဆရာโอเคဆရာတို့နိုင်ငံမှာဆိုပါစို့အဲ arrange marriage ခေါ်မှာပေါ့နော်စီမံပြီးတော့မင်္ဂလာဆောင်ပြီးတဲ့လူဟာမျိုးဟာတော်တော်လေးခက်စားနေတော့မယ်တချို့ဒီသားတွေမှာတချို့ကျိလက်တွေမှာဆိုမိဘတွေကမောင်ဘသူနဲ့သဘောတူတယ်မတ်ဘသူနဲ့သဘောတူတယ်ဆိုပြီးတော့ကလေးတွေရဲ့အိမ်တောင်ရေးကိုပါသူကဝင်ရောက်ဆော့ဖွက်ကြတယ်ဒါကလည်းကျရုရှိထုံးအရာမမှားပြန်ဘူးထင်းများခြင်းလင်ဝင်ငားအင်း မိခင်ဖခင်တို့ရဲ့ဝစ်လို့ပြောခဲ့တာဟုတ်အဲ့တော့သို့တော့တကယ်တော့ထိညာချင်းဆိုတာဒီကလေးတယောက်ဟာသူ့ချစ်သူနဲ့သူတွေ့ဆုံပြီးတော့သူ့အတူကြိုက်တာကိုဆရာတို့ကပံ့ပိုးပေးလိုက်တာပဲကောင်းတယ်ငါက ီသူ့ကိုယူပါငါပြောတဲ့သူကိုယူပါမျိုးမဟုတ်ဘဲနဲ့သူတို့တွေရဲ့စီမံထားတဲ့ဟာလေးကိုလမ်းကြောင်းမမအောင်ပံ့ပိုးပေးခြင်းအပြင်မိဘနဲ့သားသမီးဟာပြည်လေအောင်ဆောင်ရွက်ဖို့လိုပါတယ်။သားသမီးကလည်းမိဘကိုဗာတိတတ်ဖို့လိုလဲဆိုရင်တော့မိဘတွေဟာတခါတရံမှာပိုက်ဆံလိုတာမဟုတ်ဘူး။တခါတရံမှာသားသမီးရဲ့တိတက်မှုတွေနဲ့သားသမီးနဲ့နှွေးထွေးမှုကိုလိုတာလေးကိုတွေ့ဆုံနိုင်အောင် ားသမီးတွေကဆောင်ရွက်ပေးနိုင်မယ်ဆိုရင်ကျတော်ပိုပျော်ရွှင်ရပါလိမ့်မယ်ဥမာကျတော်နိုင်ငံကိုကြည့်ပါ most of the young people are overseas မှာ သူတို့တွေပတ်စံနေရှာကြတယ်အလုပ်တွေလုပ်ရသူတို့လည်းပင်ပန်းနေတာအရင်ပင်ပန်းတာဒါပေမဲ့အိမ်ကိုပြန်ပို့ကြတယ်မိဘတွေကကြတော့လေမတားလီကနားမနေရင်ကောင်းမယ်ဆိုတဲ့ဆန္ဒရှိတယ်သို့တော့ဦးချတိတ်ကမနေနိုင်ဘူးသူ run နေမှာမိဘတွေဒီလိုနေနိုင်မှာအဲ့ဒီဟာမျိုးကိုဆရာတို့နားလည်မှုရှိသွားမိနဲ့ဘနဲ့သားနဲ့သမီးနဲ့အမိဖာသားသမီးကြားမှာတယောက်နဲ့တယောက်ဆောင်ရွက်နိုင်မယ်ဆိုရင်ပို့အဆင်ပြေမယ်လို့ဆရာအကြံပေးခြင်းပါဟုတ်ကဲ့ကျေးဇူးများရင်တင်ပါတယ်ဆရာအားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးလို့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကဘာပေါ်ရှိမိဘနဲ့သားသမီးတို့နားလည်မှုတွေမှန်ကန်ပြီးချစ်ခင်တဲ့မိသားစုတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းဒီမြတ်နဲ့ရန်နာလိုက်ရပါတယ်။အားလုံးရှင်လန်းချမ်းမြေကြပါစေ။